Hello. ဒိန်ချင်းစားပါအောင်။ဒိန်ချင်းစားပါအောင်ဆိုတာကမိန်းမလေးတွေပေါ့နော်အမျိုးသမီးတွေအတွက်ပါ။အဲအမျိုးသားတွေကဒီဗီဒီယိုကိုကြည့်မိပြီးဒီအတန်လေးကိုကြားပြီးဆိုတော့တစ်ချက်ကြော်သွားလိုက်ပါ။အမျိုးသားတွေကကြော်ကိုကြော်မယ်ဗီဒီယိုပါ။ပြီးတော့အသက်16နှစ်အောက်ကလေးတွေအကုန်လုံးကြော်သွားလိုက်ပါ။အိမ်တောင်ရှိအမျိုးသမီးတွေနေခဲ့ပါလင်းယူမဲ့ဟေးလို့ကြွေးကြော်ထားတဲ့အမျိုးသမီးတွေအပြိုမတွေနေခဲ့ပါအတန်းတွေအကုန်သွားလိုက်ပါအဲယောက်ျားရပြီးသားအမျိုးသမီးတွေသွေးဆုံးပြီဆိုတော့သွားလိုက်ပါ နော်အဲကျွန်မအိမ်တော်ရဲ့ကြောင်းလေးနည်းပြောပါမယ်ဆိုတော့နည်းနည်းစကားချမ်းသွားရင်ကြိုပြီးကြောက်မှန်ပါတယ်ကျွန်မကဒီ topic တွေကိုဆွေးနွေးဖို့အစီအစဉ်လည်းမရှိဘူးစိတ်ကူးလည်းမရှိဘူးအာရုံလည်းမရှိဘူးဒါပေမဲ့ကျွန်မရဲ့အမြဲတမ်းနှိမ့်စင်စကားပြောနေရတဲ့60ရာခိုင်နှုန်းသော customer တွေဒီမျိုးသမီးတွေဖြစ်နေတဲ့အကြောင်းမလို့ဒီမျိုးသမီးတွေအတွက်ကျွန်မဒီစကားတွေကိုပြောခြင်းဖြစ်ပါတယ်အဲဘာကြောင်းလဲဆိုတော့ကြာရောမိမကူစင်းစေးရောအနီရောင်တန်းတဲ့စေးရော အဲပြီးတော့ဘယ်လိုခေါ်မလဲအာမသိရမလားအဲ့လိုမျိုးစေးတွေကိုကျမကိုလာလာပြီးတော့မီးတယ်ပေါ့နော်အစိတ်ချရတဲ့ brand ကိုပြောပြပေးပါအဲ့တော့မဟုတ်လို့ရှိရင်လည်းဘယ်စီရရောကောင်းလားပေါ့သူတို့တိလာတဲ့ဟာတွေပေါ့နော်အဲပြီးတော့အဲဘာဖြစ်ချင်းလို့ဘာတုံးရမလဲလို့ပါတို့ဆိုတော့ကျမပြရမယ်လူဆိုတာကအိုရက်တယ်ရှင်အသက်ကြီးတာလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့မာဆယ်တွေကအကုန်ပြော့ပြဲရော့ရွဲသွားတာဒါက ်ညော့မယ်ပဲတာမှန်ပဲရှင်းနိုင်ဖြစ်တယ်ကျွန်မလည်းဖြစ်တယ်အကုန်လုံးဖြစ်တယ်အမြဲလေးချင်ညာလုပ်နေရတဲ့လူဘာ self building ပေါ့နော်ကြွက်သားတီဆောင်နေရတဲ့သူကလွဲလို့ရှင်လူတိုင်းဟာဖြစ်ကြတယ်အဲ့တော့ကိုကအိတ်လိုက်စားလိုက်လေနာကက်လိုက်လုပ်နေရနေပြီးတော့ဒီခနာကွေးမှာရှိရကြွက်သားကြီးရော်ရဲလာတဲ့ကိစ္စမှာဘာမှဝါဒီများနေစရာဆင့်ညစ်နေစရာမလိုဘူးသိလား ပြောရမယ်ဆိုသူလည်းဖြစ်တယ်ကိုလည်းဖြစ်တယ်အကုန်လုံးကဖြစ်ကြတာပဲမိမရေးဖြစ်တာလားဆိုမဟုတ်ယောက်ျားရေးတယ်ကြည့်လို့ပဲသူတို့ရဲ့ခံစားကိုကျွန်သားရဲ့အသက်ကြီးလာလို့ရှိရင်ရော့ရဲသွားကြတာပဲစဉ်းစားကြည့်ယူထားရဲ့လင်တာမှပဲအသက်20ကငငယ်နဲ့ရွယ်ရွယ်နဲ့အိမ်ဆောင်ကြရလို့ဆိုပို့တိမယ်အသက်20မှာယူတဲ့လင်ရဲ့ stretcher နဲ့အခုအိမ်ဆောင်သက်10နှစ်15နှစ်မှာအဲ့ဒီ baby ရဲ့ stretcher တူမမတူတော့တာမဟုတ်ဘူးလားလူမျိုးဟောအိုက်ကောင်အဖျောင်းတောင်းလေအခုကလေးနှစ်ယောက်သုံးယောက်လည်းမွေးလည်းမွေးပြီးတော့သူလည်းရွဲသွားပြီလေအဲ့အဲ့လိုပဲပေါ့ကွာဒါကတဘာဝပဲ ဟုတ်တယ်မလားအဲဒါအိမ်ောင်ရှင်နေမှာပေါ့နော်အခုကဘယ်လိုလဲဆိုတော့ကြာတော့အမရေအဲအနီရောက်တန်းနဲ့စီးသေးစိတ်ချရလေးရှာပြပါဟဲ့အနီရောက်ကဘာလုပ်မလဲရှင်တို့မီးပိတ်ထားမှာလေအဲ့အဲ့အနီရောက်တန်းညောရှင်တို့ဘာလုပ်မလဲကဲပြောတိုင်းကိုပြစားမှာလားကဲပြစားမယ်လူဟိုဘာလဲအစင်ဘယ်လိုပြောရမလဲကွာတည်ရမလားအဲ့လိုမျိုးပြစားရတဲ့လူဆိုလို့ရှင်တော့ကျမအဲ I have no answer ပေါ့နော်ကျမမအဖြေမရှိဘူးကျမအဲ့ပဲလိုက်မတွန်းချင်ဘူးနော်ကျမမသိဘူး အဲ့တော့ဒါကြီးကအရင်ကတန်းတော့ဘာလုပ်မှလဲပြီးရင်အဲ့လိုမျိုးစေးတွေဒီအရန် side effect များတယ်လူရဲ့ခန္ဓာကိုယ်ကသူ့ရဲ့ pH level နဲ့သူညီနေတာမျက်နာမှာလည်း pH level ရှိတယ်လို့မျိုးခန္ဓာကိုယ်ရဲ့ organ side မှာ pH level ရှိတယ်အဲ့တော့ဒီအရန်နှူးညံ့နေခန္ဓာကိုယ်အတွင်းမရအရာကိုဘာဖြစ်လို့အရာတွေပြောင်းချင်နေတာလဲခဲဒါကြီးပိုင်းအောင်သွားနော်ရှင်တို့လူသားတွေမှာထုတ်ပြီးဟဲ့ငါဟာတွေကပိုင်းအောင်ဆိုကြွားလို့ရလို့လားမရဘူးလीအရင်ကလင်မဲမြင်ရတာလीအဲ့တော့ကဲ ခက်ရရပြောလိုက်မယ်ကွာကိုကပိုင်းအောင်တန်းတော့သူကပိုင်းအောင်တန်းတယ်လို့လားသူလည်းအမဲခုံလည်းအမဲပဲဟာလို့ဘာဖြစ်လဲအာစားတိုက်သူအာစားတိုက်တာအားလုံးကမဲမှာပဲဟုတ်တယ်မလားကို့အကြမှာအမလေးမဲလို့ဟိုဘလို့ဖြစ်လို့ပြဲလို့ဆိုပြီးတော့သူတို့ကဟောသူကလည်းအမဲပဲလေဘသူကစီချုံးဖူလေးဖြစ်နေလို့ရောပိုင်းအောင်တန်းနေလို့ရောမဟုတ်လားဘသူအတိတ်ဦးတယောက်အတွက်ကြောင့်မှကိုကိုကိုပြောင်းလဲပေးစရာအကြောင်းမရှိဘူးနော်သိလားအဲ့ဟာတွေကအနေရများတယ်ပိုးတွေဝင်သွားနိုင်တယ်ကင်ဆာဖြစ်နိုင်တယ်အဲ့ဒီ ညီစည်းတို့ချင်းစည်းတို့ဆိုတာတွေကဘာမှအာမခံချက်မရှိဘူးအဲအရင်လင်နာမယူနဲ့တိလားအရင်လင်နာမယူနဲ့အလင်နာယူပြီးတော့လင်ကရှောက်ပြောအပြောတောင်းတယောက်ရှိတယ်အဲကျမကဒီလိုမျိုးဟာကြီးကြတော့ comment တွေကိုပြလို့မရဘူးပေါ့နော် privacy ရှိတဲ့ခါကြတော့ဟောသူကငငယ်လေးပေါ့နော်ဒါပေမဲ့တယောက်ကြကပြောရပေါ့နော်သူငငယ်လေးရှုံထားပေမဲ့မိမငယ်လေးထားပေမဲ့အိမ်တော်ကြကစားရတော့အစ်မပြေတော့ဘူးပေါ့အဲဒါတော့သူကဒီဟာကိုပြန်ပြီးတော့ကျဉ်းကျဉ်းလေးဖြစ်ချင်တယ်ပေါ့ဆိုတော့ အဲ့ဒီအကောင်ကရောအိမ်တော်ကြကစားရလို့အရန်မိုက်မီတောင့်တင်းနေလို့လား तू ကမရွယ်တော့ဘူးလားမိမကြီးစဉ်းစားအောင်တော့ကိုတုံးနော်အဲ့ဒါပြောမိမကြီးကလေဘာလဲနှာခေါင်းရှိချီးကောင်စားရဆိုတကယ်ပြောတာအကုန်လင်းကိုပုံရှုံလင်းကရယူယူမြင်မကောင်းနည်းနည်းစဉ်းစားဘယ်တကောင်တာအတွက်ကကြောင်းမှကိုယ့်ကိုပြောင်းလဲပေးစရာအကြောင်းမရှိဘူးချစ်တဲ့လူကညူညူဝဲဝဲရွယ်ရွယ်ပြည့်ပြည့်ချစ်တယ်နော်ဟာဟိုဟာဒီဟာကြီးကြောင်များနေဟဲ့နေရောဘယ်လောက်မိုက်နေလို့လဲလို့မေးချလိုက် ဟုတ်ပြီလားဒီမှာ exam ပြောချင်ဦးရာညာပဲဒါပဲလေအော်ဒါဒီလိုမျိုး topic ကို video တင်လိုက်လို့ရှိရင်ရိုင်းသွားမလားပေါ့နော်အေးရိုင်းလဲရိုင်းတက်နိုင်တော့မဟုတ်ရင်တပတ်တည်းဖြည်နေရတာမကောင်းတော့ဘူးလာမင်းနဲ့ရှိဘူးရှိနေမရဘူးသိနေမပေးဘူးဟုတ်ပြီလားအဖြူစင်းတဲ့ကိစ္စကျွန်မပြပြမယ် main ကလေးတွေကအဲ့လိုပဲဖြစ်တတ်တယ်ဒိန်ဂျင်စာကျွန်မအဖြူစင်းတော့မဟုတ်ကျွန်မမတင်ချင်အရန်မိုက်တယ်မှာအဲမှာနိုင်လာလို့ရှိလို့ရှိရင် blueberry jam ကြီးအဲ့လိုမျိုးတွေထွက်လာတာဒီလိုမျိုးအဲ့ရန်မိုက်နေလို့ကျွန်မစားနေရ ကျော်ရင်းနဲ့ပြောပြတာတင်းကြီးမရဘူး꽌ကိုလိုတောင်းရုပ်ဘေးစီတော့မဝတ်စားအဲ့တော့တင်းကြီးစားလို့ရှိရင်မိမကိုအနံ့ကင်းတယ် pH level မှန်တယ်တဘာဝကြီးနော်ပြီးရင်ရှားရပြီးကောင်းတယ်မပြတ်မရဘူးမဆက်ဘူးမမွေးတိုင်တော့မဖြစ်ဘူးပေါ့ဟဲ့သိရမလားဘူးမှလည်းဒီအညံ့ကိုရှူမနေဝေးအဲ့ဟာလုံးစားရဲ့လူကတော့သူ့တလိုင်းချလိုက်ဟုတ်တယ်နော်ရှင်တို့အတိဆုံးကိုယ့်အနေကို အနေအကအတက်ကင်းတယ်ဆိုလို့ရှိရင်ဒါကโอเคသွားပြီလေဟုတ်တယ်မလားဘာမှစနန်းရှုပ်စရာမလိုဘူးလေဆိုတော့ဗီဒီယိုကလည်းညက်ရှိတယ်ဗီဒါပေမဲ့ကျမကလည်းပြောလို့မကုန်သေးဘူးချင်းညင်တဲ့ကြက်ချက်တယ်မလား kickles တော့ kickles ဆိုတာတိရမလားမသိရင်ရိုက်ရှာကြ Facebook တို့ Google တို့မှာရှူရှူပေါက်ချင်းအောင်ထားရလေကြည့်အောင်ပြီးတော့ကြက်သားကိုကြုံပြီးရှူပေါက်ချင်းအောင်ထားရမလားအေးအဲ့လိုကြုံလိုက်လွတ်လိုက်ကြုံလိုက်လွတ်လိုက်နဲ့ပတိရရရင်တော့နော်စာဖတ်နေတယ်လို့လို့ရတယ်ဖုန်းသုံးနေလို့လို့ရတယ် ော့ပြင်းဆိုင်အောင်လုပ်လို့ရတယ်ကွယ်ပတိရရင်လုပ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့ဘယ်လိုခါလဲစီးသွားတဲ့ကြွက်သားပေါ့နော်အဲအဲ့ဒီကြွက်သားကြီးကတန်လာတယ်တန်လာတဲ့ခါကျတော့အသက်ကြီးလာတဲ့ခါကျရင်ဟိုစီးမနိုင်ဓာတ်ကြီးအဲ့လိုမျိုးတွေဟိုရှူးရှူးထွက်ကြရပါတယ်မဖြစ်တော့ဘူးနောက်ပြီးတော့ကျတော့လေဟိုရွတိရွတိဖြစ်တော့ဘူးပေါ့ရှင်တို့လိုချင်တဲ့အကျင့်အကျက်တွေရရပါပေါ့ရှင်အဲ့ဒါသဘာဝကြီး အရန်ညီမတက်ကြွရဲ့ချက်ဖတွေချက်မတွေဖြစ်နေကြတယ်လို့ရှိအဲ့လိုချက်ကြွနေကြရဲ့ဆိုလို့ရှိရင်ပြောပြရအောင်အဲ့လို kick ass လုပ်ပါဖယ်ချင်လို့လုပ်ရတယ်ကြက်ရချင်လို့လုပ်ရတယ်ပတိရလို့လုပ်ရတယ်ယောဂဆော့ပါယောဂဆော့နဲ့အဲ့ kick ass တွေကိုယောဂဆရာမကြီးကသင်ပေးတယ်ဘာမှအနေမရှိဘူးကိုယ့်အတွက်ရင်းရှိမှလည်းကောင်းတယ်သွေးဆုံးတဲ့ချိန်ကြလို့ရှိရင်လည်းအဲဒီဟာတွေကအောက်နာဘာလည်းမဖြစ်တော့ဘူးခနာကိုရဲ့လေ့ကျင့်ငယ်အဲ့ဒီကြွက်သားကိုမကြောအောင်တန်မအောင်လုပ်ပေးရမိမရဲ့ခနာကိုကခလေးတစ်ခါလုံးအလုံးလိုက်အကောင်ဒီလောက်လောက်ခေါင်းကြီးထွက်ထားရတာလား အဲ့ဒီခေါင်းထွက်ပြီးသွားလို့ရှိရင်သူ့အရင်သူတဘာဝရပြန်ပြီးသူကကြည့်နေတော့ရပဲဘာမှအထွေထူးတွေလုပ်စရာမလိုဘူးဟုတ်ပြီလားအဲ့တော့ကျမနောက်ဆုံးရိုင်းရိုင်းတခွန်းပြောလိုက်မယ်ဟဲ့မိမအင်းကြီးကကြည့်နေရဆိုအင်းကြီးမလုံးနဲ့တစ်နှစ်လောက်နေလိုက်တော့သူပြန်ကျင်းသွားမယ်လို့သာပြောလိုက်အဲ့ဒါဆိုအကောင်းဆုံးနည်းလိုက်မယ် okay ဒီ video ကကလေးကြီးကြော်သွားပါကျမအရင်အားလိုက်နိုင်နောက်ဒီလို video ကြီးမတင်တော့ဘူးဒါပထမဆုံးနဲ့နောက်ဆုံးတင်ခြင်းမှာမပြောရင်မဖြစ်တော့လို့ပြောရပါဘိုင်ဘိုင်